စစ်ဆိုတာမဖြစ်တာအကောင်းဆုံးပဲပိဋိပက္ခဆိုတာလည်းကောင်းမှုကိုပြန်လဲဖြည့်ရှင်းတဲ့နိဒာနဲ့သွားတာညီနဲ့တည်ရှင်းတဲ့နိဒာသွားတာအကောင်းဆုံးပဲကျွန်တော်တော့အဘိဓမ္မာမှုဘလို့တင်မလို့ကျွန်တော်ယူဆပါတယ်အညီနိုင်မှာဘာကြောင့်ဖြစ်လာလဲပြဿနာဘာကြောင့်ဖြစ်လာလဲပြဿနာဖြစ်လာတဲ့အကြောင်းရင်းကိုကျွန်တော်ပြန်ရှာမှာကျွန်တော်တို့တက်မလို့သားတွေကမနာနိုင်ပဲနဲ့ခမားတို့ပြည်သူလူထုအတွက်အများကြီးပေးဆက်နေတာခမားတို့ကိုကျင်းစာရမယ့်အချက်တွေတက်မလို့သားတွေရဲတပ်ဖွဲ့ဝင်တွေ ပြည်သူစစ်တွေအနေဝဲပြီးတော့ရောက်နေတဲ့ဝန်ထမ်းတွေပုံမှာခမားတို့ကိုချင်းစာတဲ့နေကျုပ်တို့စစ်သားတွေကခမားတို့တို့ပတ်စံနေရတာမဟုတ်ရှေ့တန်းအကောင်တွေကတော်တယ်မှာဒါပေမဲ့ကျုပ်တို့စစ်သားတွေအခုခမားတို့စောက်ဖာတယ်မှာဤကြောင့်2022ခုနှစ်ဖေဖော်ဝါရီလတရားခင်းခြင်းကနေအခုချိန်ထိတိုင်းပြည်နေရာအနှံ့ပြားမှာ၃နှစ်ရှိပြီ၄နှစ်ရှိပြီတာဝန်ထမ်းဆောင်နေရတာမိသားစုတွေကလေးတွေတောင်မမြင်ဘူးတော့ဘူးမင်္ဂလာပါယနေ့မေလ19ရက်နေ့ရက်နနက်ခင်းနဲ့နေ့လခင်းရဲ့အလူရရှိဗီဒီယိုဖိုင်လေးတွေကိုကြည့်ရမှာဖြစ်ပါတယ်ဗျာနော် ထမအုပ်စုကြည့်ရမယ့် PDF file ကတော့ရုပ်ောက်ပွဲချက်ပခါနီးမှာဘယ်ကပေါ်လာမှမသိတဲ့ပါတီတွေကိုဘောမရှင်မျိုးမင်းကဘလို့တွေ death software လဲဆိုတာကိုကြည့်ရမှာဖြစ်ပါနေပြန်တော့အတူတူနှဆရာတို့ဗျာဆိုတော့စဉ်းစားကြရတော့ကောင်းတယ်တိုင်းပြည်တစ်ပြည်ကိုရဲ့တိုင်းပြည်ရဲ့ရွေးကောက်ပွဲအရေးပါတဲ့ကဏ္ဍရွေးကောက်ပွဲကိုဆုံးဖြတ်ပေးရမယ့် UEC ကသူတို့က quality မမီဘူးစွဲထောင်းရင်မပြေပါဘူးဆိုရင်ကျွန်တော်တို့တိုင်းပြည်အနာဂတ်ကြီးကိုကျွန်တော်တို့ဘယ်သူလက်ထက်ပုံထည့်ရမှာလဲအခုချိန်ကြီးကတော့ ို့လည်းပြောရွေးကောက်ပွဲချင်းပါမယ်ဆိုတဲ့အချိန်မှာတချို့ပါတီတွေကတော့သူတို့ကိုယ်တော်အာငါတို့ကလက်မိုက်တော့ငါတို့ကငါတို့အပြည်သူထောက်ခံတယ်လို့တချို့ကထင်နေကြတယ်။ဒါပေမဲ့တကယ်တမ်းတကယ်တမ်းမှာပြည်ပြည်တကယ်တမ်းမှာပြည်ကြီးပေချာပေါ့မဲပစ္စည်းပေါက်စားပဲရမယ့်ဟာတွေရှိတယ်။တခါတချို့ပါတီတွေပေါ်လာလိမ့်မယ်တချို့ကိုယ်တွေပေါ်လာလိမ့်မယ်။အဲ့ဒါအဲ့ဒါအနေနဲ့ပါတီထောင်နေရဆိုတော့ဗျာကျွန်တော်ပို့ရလဲပြောတာပါပါတီဥက္ကဋ္ဌလုပ်နေကြတဲ့လူတွေပါတီထောင်ကြတဲ့လူတွေပေါ့နော် တိုင်းတိုင်းပြည်တယ်ပဲပြိုင်ပြိုင်ဘ ഹു အဆင့်ပဲပြိုင်ပြိုင်ပြိုင်လို့ပြိုင်ပါတစ်ချိန်ပြိုင်တယ်ကို့မဲပြီးတယ်လူမရှိဘူးနှစ်ချိန်ပြိုင်တယ်ကို့မဲပြီးတယ်လူမရှိဘူးသုံးချိန်ပြိုင်တယ်ကို့မဲပြီးတယ်လူမရှိဘူးဆိုရင်တော့ရှက်ဖို့တင်ပြီကို့ကိုပါတီထောင်စားမနေနဲ့ဇက်တာကစားဖို့တင်ရှက်ဖို့လည်းတင်ပြီဘာလို့ဆိုတော့ခင်ဗျားတို့ကပြည်သူလူထုရှိတဲ့မားမရက်မယ်မစတော့ပြည်သူလူထုနဲ့အတူသွားရမယ်ပြည်သူလူထုဆိုတော့တေးပြည်သူလူထုနဲ့အတူတေးခိုင်းမယ်ခင်ဗျားတို့ကနေရာထိုင်ကုန်ပြည်သူခင်ဗျားတို့ယူကြပါဘယ်ပြည်သူလူထုမှထိုင်ကုန်တက်မယူဘူးခင်ဗျားတို့ပါတီတွေကပဲတက်ယူကြတာ အဲ့တော့ပြည်သူလူထုရဲ့ရှယ်တွေမမမမဥဆောင်တယ်ပြည်သူလူထုကိုဥဆောင်တဲ့ role ကနေနေရမှာအခုကဘာလဲပြည်သူလူထုနဲ့အတူသွားမှာကျွန်တော်ပြည်သူလူထုနဲ့အတူပဲဟောခံစားရေးဆိုတော့အဲ့ဒါခမည်းဇင်ခံခုံမှာထိုင်တဲ့အချိန်မှာပြည်သူလူထုရောလူထိုင်ခိုင်းပါလားမဖြစ်နိုင်ဘူးเนาะအဲ့ဒါခြားကြရင်ပါတီတွေကပြည်သူလူထုကိုဥဆောင်သွားကိုကိုထောက်ခံတဲ့လူစုကိုလည်းကိုဥဆောင်ရင်လည်းကိုမထောက်ခံတဲ့လူတွေကဆွဲဆောင်စည်းရုံးနဲ့ပုံမှန်ဖြစ်ရမှာ အဲ့တော့ကိုယ်မထောက်ခံတဲ့လူတွေကိုယ်မထောက်ခံတဲ့မီဒီယာတွေကိုယ်မကြိုက်တဲ့မီဒီယာကိုယ်ဝေဖန်တဲ့မီဒီယာတွေပြန်ပြီးတော့ကလော်တုတ်တယ်ပြန်စော်တယ်စလော်တယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါဆိုရင်အဲ့ပါတီရဲ့ဥက္ကဋ္ဌတွေတချို့လူတွေရဲ့ဒီသူ့ရဲ့စိတ်နှလုံးစိတ်နှလုံးသားကိုကျွန်တော်တို့ကအထင်သာမြင်နေရတယ်ဒီလူတွေတော်တော်လေးကိုဟိုဘာလို့ဆိုတော့စိတ်ဆေးရနေမှာပြေဝအောင်ဆိုတော့ပေါ်လွင်သွားတယ်ပြည်သူလူတွေကမှာသူတို့ထိရတယ်ချင်းချင်းဆက်ဆက်တိထခါရတယ်ဆိုပြီးဖြစ်တယ်ဆိုတာအဲ့ဒါစိတ်ဆေးရနေမှာပြေဝအောင်ဆိုတော့ဒီလိုစိတ်ဆေးရနေမှာပြေဝတဲ့လူတွေကနိုင်ငံတာဝန်ထမ်းဆောင်ကြမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ပြီးဒီတာဝန်ကိုသူတို့ပေးရမှာယုံလို့ရလားပြည်သူလူတွေနဲ့ယုံမှာလားဒါကိုကျွန်တော်တို့ရွေးချယ်သွားပေးရတော့ ဆိုတော့ပြည်သူလူထုရဲ့တာဝန်ကိုထမ်းဆောင်မယ်ပြည်သူလူထုအတွက်ထမ်းဝန်ထမ်းဆောင်ဖို့ပါတီထောက်တာပါဆိုရင်ကိုယ့်ကိုကိုယ့်ပါတီကိုပေါ်ပေါ်ထင်တဲ့ဝေဖန်လဲပုံပုံလဲပြောရရင်တော့ကိုယ်ဟာရဲဝံနဲ့ကိုယ်မဟုတ်ရင်မဟုတ်ကြောင်းကိုယ်ကဘလို့ဝပြကြောင်းဝေဖန်မှုကိုကြိုးစားကြောင်းနဲ့ဝေဖန်မှုကနေတစ်ဆင့်ပိုကောင်းတဲ့ခွန်အောင်ဖန်တီးချင်ကြောင်းဆိုရတယ်ဆွဲဆောင်စည်းဝေးတယ်အဲ့တော့မီဒီယာတော့ဆွဲဆောင်စည်းဝေးတဲ့ပုံမရှိမဲ့ပြည်သူလူထုစည်းရုံးကိုမလို့ဆိုတော့ပေါ်လေပါပါတစ်ချိန်လည်းမရနှစ်ချိန်လည်းမရသုံးချိန်လည်းမရဆိုရင်တော့ခင်ဗျားတို့ကိုယ့်အကူပါတီမထောင်မဲ့ဇက်တာကစားကြအဲ့ဒါဆိုရင်ပတ်ဆက်ရနိုင်တယ်လို့တိုက်တွန်းခြင်းအဲ့တော့တချို့ပါတီတွေအနေနဲ့ရှင်းပြရရင်တော့ ဘာခေါ်လဲဆိုတော့အိမ်ဖြည့်လေးဇက်ဖို့ဇက်ရံပါတီလေးဖြစ်နေကိုယ့်ကိုလည်းမမေ့နဲ့ရှုပ်ပါတီတွေကဇက်ဖို့ဇက်ရံပါတီတွေပဲဆိုတော့ကျွန်တော်ပြောချင်တယ်ရှုပ်ပါတီတွေဇက်ဖို့ဇက်ရံလေးတွေရှုပ်ပါတီတွေကဘာလဲဆိုတော့ဘောလုံးဟိုကနေပြောမှဆိုအရန်ကုံတော့မထိုင်ရတဲ့စီးရင်ဖွဲ့တယ်နော်အရန်ကုံတော့မထိုင်ရဘဲနဲ့စီးရင်ထဲမှာတော့ပါတယ်အရန်ကုံတော့မထိုင်ရတဲ့ပါတီတွေဖြစ်မယ်အဲ့တော့ပို့လည်းပြောနေအရန်ကစားသမားလေးတွေဘဝကနေတက်လာမဲ့ပါတီတွေမရှိဘူးဟိုတက်လာပါတီတွေအများကြီးပဲကျွန်တော်မြင်နေရတယ်အဲ့တော့အရန်ကစားသမားဘဝတွေတက်ကိုမလာနိုင်တဲ့ပါတီတွေကတော့ဒိုးရအဲ့တော့အဲ့ဥဆိုင်ပုံတွေဒီပြောတဲ့မှာတစ်ခုပါတယ် တခုပါတယ်ဘာလို့ဆိုတော့လူတွေတော့မေကုန်းထွက်ပေါ့အဲ့တော့ရွေးကောက်ပွဲကိုကျွန်တော်တို့ကမမျောလင့်ရင်းနဲ့ရွေးကောက်ပွဲကိုမလုခိုင်းရင်ဘာလဲပိုးစုံမကြီးမရအောင်ဆက်ပြီးအုပ်ချုပ်ခိုင်းရမှာလားတဲ့ကျွန်တော်တို့ကအဲ့လိုကိုမေးတာသူကပိုးစုံမရအောင်ဆက်အုပ်ချုပ်ခိုင်းရမှာလားတဲ့ကျွန်တော်အဲ့လိုကမပြောဘူးဘလို့သူ့ဆက်အုပ်ချုပ်ခိုင်းရမှာလားတဲ့ဟုတ်တယ်ကျွန်တော်လည်းအဲ့ဒါအချိန်ကြီးပြောနေတယ်ခင်ဗျားတို့ဒီတိုင်းပဲဘာပိုးစုံမကြီးမရအောင်ဆက်အုပ်ချုပ်စေကြခြင်းလို့လားတော့မသိဘူးအယူကြီးအုပ်စုတွေကအယူကြီးအုပ်စုတွေနဲ့ဆန့်ကျင်ဘက်ဖွဲ့စည်းရတော့ဒီရွေးကောက်ပွဲကိုဖျက်ဖို့ကြိုးစားတယ်ကြည့်ရတာပိုးစုံမကြီးမရအောင်အုပ်ချုပ်တော့သူတို့သူတို့ကပိုကြိုက်နေတယ်ထင်တယ် ကျွန်တော်တို့ကတော့ပုံလိုက်ပြန်စစ်တပ်အုပ်ချုပ်တာကိုတော့ကျွန်တော်တို့ကဘယ်ဒီအရေးပေါ်ချင်းဒီလိုအုပ်ချုပ်နေကျွန်တော်တို့ဘယ်ကြိုက်မလဲဗျာသို့တော့ဒါကကန့်ကွက်ရမယ့်ကိစ္စမဟုတ်ဆန့်ကျင်ရမယ့်ကိစ္စမဟုတ်ဘူးကျွန်တော်တို့ကကန့်ကွက်ဆန့်ကျင်ခြင်းမလုပ်တာဒါပဲပုံလိုက်ပြောတာအချိန်တစ်ခုရောင်းရွေးကောက်ပွဲပြန်လို့ရမယ့်ရွေးကောက်ပွဲနဲ့ပြန်လာရမယ့်ဆိုတော့ကျွန်တော်လက်ခံထားတယ်ဒါကြောင့်မလို့ဒီရွေးကောက်ပွဲတော့တွန်းပေးတယ်ဒါပဲဖြစ်ရဘာမှစစ်တပ်မုန်းကြီးချက်ချင်းနဲ့မဆိုင်ဘူးအဲ့ဒါကဘာလဲဆိုတော့ဖြစ်လာတဲ့နိုင်ငံရဲ့ခင်းကျင်းမှုမူတည်ပြီးလက်ခံရမယ့်အရာကိုလက်ခံတာဟုတ်ပြီเนาะဒီနေရာမှာဘောမတင်ကိုရှင်းပါအောင်တခုပြောပြမယ်เนาะ ရွေးကောက်ပွဲကိုလက်မှတ်ခံဘူးဆိုတာကမင်းအွန်လိုင်းကြစ်ပေါ်မဲ့ရွေးကောက်ပွဲကိုလက်မှတ်ခံတာနော်သူတစ်ဖြင့်သူတင်ပိတ်လိုက်တဲ့ပါတီကိုပြည်သူလူထုကမထောက်ခံတာနော်ပြည်သူလူထုကနေပြီးတော့မှရွေးကောက်ပွဲကိုစန့်ချင်နေတာလည်းမဟုတ်တလို့မင်းအွန်လိုင်းအုတ်ချတော်ကိုလည်းလိုချင်တာမဟုတ်ဘူးတရှင်းပြောရမှာဆိုရင်တော့မင်းအွန်လိုင်းတင်ပိတ်လိုက်တဲ့ပါတီကိုပြည်သူလူထုကငေါ့ဆော်မတင်ချင်လို့အခုလိုကောက်ွက်နေရချင်ဖြစ်ပါတယ်နော်ဒါကိုဘုံမတွေကရှင်းရှင်းလင်းလင်းတိဖို့လိုတယ်နော် ကျွန်တော်စကားပြောသွားတဲ့နေရာမှာရှုံးချင်ရင်ရှုံးနေပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်ရဲ့ viewer တွေကဖြစ်ဆွဲပြီးတော့နောက်ဆက်ပြဖို့အဆောပါတယ်ဗျာနော်။ထပ်ပြီးတော့မှခွေးတုပ်ပေါက်ကတက်လာမယ်။ပါတီတွေကိုကိုစီကနေပြီးတော့မှဘယ်လိုပြောသွားလဲဆိုတာကိုနောက်ဆက်ရအောင်ဗျာနော်။နိုင်ငံရေးခွေးတုပ်ပေါက်ကဝင်ခြင်းတဲ့အထက်မှာကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒါလိုကောင်းမျိုးတွေတကယ်များတယ်။ ရွေးကောက်ပွဲလို့လာအွန်လိုင်းဒီဂျီယူကဘွဲကတိုင်းပြည်တွေအကျိုးရှိတဲ့ရွေးကောက်ပွဲလားအာနာရှင်တွေအကျိုးရှိတဲ့ရွေးကောက်ပွဲလားပြည်သူအတွက်ရွေးကောက်ပွဲလားစစ်ဘုံချုပ်မိသားစုအတွက်ရွေးကောက်ပွဲလားစတဲ့ဖြင့်ဘယ်ရာအောင်မှမစင်းလာဘူးနော်နိုင်ငံရေးကိုခုံတခုံရဖို့အတွက်ခွေးသိုးပေါက်ကနေလေးဘက်ထောက်ဝင်မဲ့အောက်တန်းစားရီတမုံကြီးနော်အခုဇော်မောင်းရင်းနဲ့ဖြစ်နေတဲ့မုံမိုးခိုင်တယ်စောက်ယူလို့စောက်ပေါလို့ကြက်တွေမရှိတဲ့ရုပ်အဲ့ဒီရုပ်ကပါတီတစ်ခုရဲ့ဒုဥက္ကဋ္ဌလေအာပေလာတွေလိုက်ရှင်တော့လေဒါတို့တိုင်းပြည်မှာ ဟမ်ဒီနိုင်ငံရဲ့ပါတီဆိုတာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုပါအဓိကကြတဲ့အဖွဲ့အစည်းဒီပါတီတခုရဲ့ဥဆောင်တဲ့ဘိုင်းမှာရှိတဲ့အမတ်လုံးတဲ့လူတွေက brain level မှာတာမန်ပြည်သူတွေကိုထက်မြက်တဲ့လူတွေဖြစ်မှာအဲ့ဒီတိုင်းပြည်ကိုတိုးတက်လို့ရမှာဒါပေမဲ့အခုကြည့်မင်းအောင်လှိုင်အာနာသိမ့်ဖို့ကိုကြက်ဖို့ပါတီခေါင်းဆောင်ပြီးတော့23ပါတီကမြောက်ပေးတယ်မင်းအောင်လှိုင်အာနာရရင်တို့နေရာရမှာဆိုပြီးတော့အဲ့ဒီ23ပါတီရဲ့အကြီးအကဲလို့တတ်မှတ်ထားတဲ့ ပြန်ဖို့ပါဒီဥက္ကဋ္ဌတွေတောင်မှကြည်ုံကြက်ပြေလာတယ်။နော်ငါကိုခက်ကအုံးပြလို့ဆိုပါနယ်လှည့်ပြီးပားရိုက်လာတယ်။ဟာ။ဟမ်စဉ်းစားကြည့်ခွေးသောပေါက်ကဝင်ကြတယ်။အခုလည်းမင်းအောင်နိုင်ရဲ့ရွေးကောက်ပွဲလုပ်မယ်လို့ကြားတဲ့အချိန်မှာအလူအရဲ့ပါတီတွေဖြစ်တာ။နော်နောက်တစ်ချက်ကအခုလက်ရှိစစ်ကောင်စီဦးဆောင်မဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ပြည်သူတော်လှန်ရေးဘက်ကလုံးဝလက်မခံဘူးပြောတာလေ။အဲ့ဒီလက်မခံတဲ့အရာကို ရအောင်ခုံနေရတနေရရဖို့အတွက်ခွေးသိုးပေါက်ကနေနိုင်ငံရေးဝင်ဖို့လုပ်နေတဲ့ပါတီတွေရဲ့ခေါင်းဆောင်တွေနော်အဖွဲ့ဝင်တွေပြည်သူကိုစောက်ကြည့်မဆိုင်ပြည်သူတွေနဲ့ပြက်သားဆိုတာတော့ပြန်မလို့ဒီနေရာမှာတော့ပြန်မယ်ဒီကျွန်တော်ဒဲပဲပြောမယ် AUG နာမည်ခံစရာမလိုဘူး PD ရဲ့နာမည်ခံစရာမလိုဘူးကျွန်တော်တို့လျှို့ဝှက်ပြောက်ကြားဖွဲ့ရှိကိုရှိပါအကုန်ရှင်းပြဘာမှလုပ်နေတဲ့ရှုပ်တယ်နိုင်ငံတကာကြင်ဝတ်တွေတိတ်ခါတွေဟိုဂျီဘာကွန်ဗန်းရှင်းတွေလာမလို့နေတယ် AUG လာမယ်ငါမတည်ဘူးပြောလိုက် တိုင်းသားအိယဝဆိုငါမတိဘူးခမရမလုံနိုင်ဘူးလားတော်လိုင်းအိယဆုဘက်ကနော်အဲ့ဒီပါတီကောင်းတော့ဘဏ္ဍကောင်ကြီးတယ်ဒီကောင်းလေးရောလားနှစ်ကောင်တော့လာမဲ့ပုံစံပေးလိုက်မင်းတို့တတ်သိရှိရင်အဲ့ရွေးကောက်ပွဲဝင်ပြိုင်အချမ်းဖက်ကလေးလာမပြောနဲ့မြန်မာပြည်မှာလက်ရှိပြည်သူအများစုရဲ့စန္ဒကြီးလက်ရှိမင်းအောင်လှိုင်အာဏာသိမ်းတော့လက်ခံလာမခံဘူးလားလက်မခံဘူးဆိုတာခမင်းစားတဲ့လူတိုင်းကြီးတယ်ပြည်သူလက်မခံတဲ့အရာကိုရအောင်ဇွတ်လုပ်မယ်ဆိုတာပြည်သူကိုဒါစိတ်ခေါ်တာပဲအဲ့တော့ပြည်သူဘက်ကလည်းတောက်ပြန်ခွင့်ရှိတယ် ။ရှင်းရှင်းလေးပဲ။ဒါကြောင့်မလို့အခုနိုင်ငံရေးကိုကိုွေးသိုးပေါက်ကဝင်ရိုးလုံနေတဲ့ပါတီတွေလက်ရှိမင်းအောင်နိုင်နိုင်ငံရေးကိုွေးသိုးပေါက်ကထွက်မဲ့လမ်းကြောင်းမှာအာပေးအမြောက်ပါဝင်ပူးပေါင်းလှုပ်ဆောင်နေမယ်ဆိုရင်အဲ့ဒီပါတီတွေရဲ့လုံခြုံရေးကိုတုတ်တုတ်ပြည်သူကတော့လက်ခံကြအောင်ရှိ။တောင်းပြနိုင်ဘူး။နော်။ရှင်းရှင်းလေးပဲမင်းတို့ကိုနိုင်ကိုကပြည်သူကိုစိတ်ခေါ်တာဖြစ်တဲ့အတွက်ပြည်သူကတုံ့ပြန်မှုဖြစ်လာရင် IMG နဲ့လည်းမတက်ဆိုင်ဘူးเนาะ အောက်မှာရှိတဲ့တိုင်ရင်တက်ဖွဲ့ PDF နဲ့လည်းမတက်ဆိုင်ဘူးတိုင်းသားအီရာ OS နဲ့မတက်ဆိုင်ဘူးပြည်သူနဲ့ပဲတက်ဆိုင်အဲ့တော့ကိုဘွားရဲ့လုံခြုံရေးအတွက်စောက်ပြီးဘူးမဆိုင်ဘူးဆိုရင်တော့စိုက်တယ်လို့လုပ်နိုင်ပါလေနော် ခွေးသိုးပေါက်ကဝင်ဖို့တော့ပဲမစင်စားနဲ့ခွေးရိုက်တဲ့ဒုတ်ကိုလည်းတတိထားကြဖို့ဒီနေ့ပြောချင်ပါတယ်ပြည်သူလုံးဝလက်မခံတဲ့ရွေးကောက်ပွဲကိုဆက်ပြီးတော့မိုက်ကြမယ်ဆိုစိုက်တယ်လို့လုပ်ကြပါအဲ့ဗျာနော်ကျွန်တော်တော့ခွေးသိုးပေါက်ကဝင်မဲ့ ပါတီတွေကိုကိုစီကနေပြီးတော့မှဆုံးမပိတ်ထတာဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့တော်လှန်ခွဲစည်းတွေဆိုတာပြောရင်ပြောတယ်လို့လို့တယ်နော်ဒါကြောင့်အခုရွေးကောက်ပွဲဝင်မဲ့ခွေတိုပေါကတက်လာမဲ့ပါတီတွေနေနဲ့တော့ဆောင်ပိုင်တယ်ဗျာနော်အဲ့ဒီကောင်တွေနေနဲ့အထူးတတိသစီချင်ပါတယ်နော်ပီတူတွေလက်ပခံတဲ့ရွေးကောက်ပွဲကိုမင်းတို့ကမရလဲအကူနဲ့လုံးမဆွေတော့မင်းတို့ရဲ့ flag ကိုမင်းတို့ကဖန်နဲ့ထုတ်ထားရမှာနော် သက်ပြီးတော့မှအော်ဇေယစစ်ကြောကိုအမျိုးဖြုတ်ပေးလိုက်တဲ့ကိုဆွေရဲ့ရုပ်တံတော်လေးကိုနောက်ဆရာအောင်ပြန်တော့။ဘာဖြစ်လဲစစ်ကောင်စီတွေကတကယ်လေကြီးတယ်ပြောလိုက်ရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်အငါတို့ကဘလို့ငါတို့ကဘလို့နိုင်တာမင်းတို့တော်တော်ဆောက်ရှက်မရှိတဲ့ကောင်တွေစစ်ကောင်စီအုပ်စုတွေကစစ်ကောင်စီလော်ဘီတွေရောကဲမင်းတို့ပြောတော့မနေ့တနေ့ကမှတနက်ကင်နဲ့ဗဒက်ကလေးတွေဘာဖြစ်တယ်ညာဖြစ်တယ်ဆောက်ကလေးတွေဘာညာဆိုကဲဆောက်ကလေးတွေကမင်းတို့ပြောပြမယ်မင်းတို့ဘိုလ်ကြီးတွေဘုံမှုတွေကိုဖမ်းပြီးတော့ပါးရိုက်နေတဲ့ကောင်တွေကဘိုလ်တင်တဲ့နှကောင်မှမတက်ဘူးကြလား เนาะအခြေခံစစ်တင်တန်းတလားတော့သုံးလားတော့အဲ့လိုတက်ထားတဲ့ကောင်းလေးကြီးပဲဘိုးတင်တန်းမတက်ဘူးကြားလားမင်းတို့အဲ့မှာဘိုးတင်တန်းလေးနဲ့လေးနဲ့တက်ပြီးဆင်းလာတဲ့ကောင်းလေးကောင်းလေးလို့ပြောတဲ့ကောင်းလေးကိုချိုးတုတ်ပြီးတော့မှအဲ့မှာထုထောင်းနေတာကြားလားကြားလားအဲ့ဒါမင်းတို့ပထက်တွေရဲ့အစွမ်းမင်းတို့290ကျူစုထားတဲ့လက်နက်တွေကြီးရည်လေးအကုန်လုံးသုံးတာတော့မှမင်းတို့ဒီ PDF တွေကိုမင်းတို့နိုင်လားအခုနိုင်သွားပြီလားအမြင်မပြုတ်တဲ့အပြင်မင်းတို့နယ်မြေပါထပ်ဆုံးရှုံးတယ်မှလားဒါလည်းမင်းတို့ကလေရမချသေးဘူးကြားလား မင်းတို့လေသိမ့်မကြီးနဲ့ကြားလားဒီမင်းတို့ဘောမလော်ဘီတွေပါလေသိမ့်မကြီးနဲ့ဘာဖြစ်လို့လဲဆိုရှက်စရာကြီးဖြစ်နေလိမ့်မယ်နောက်တစ်ချိန်ငါတို့နဲ့တွေ့လို့ရှိရင်ငါတို့ကတော့ဟိုလက်နဲ့မကင်ရင်တော့ပြည်သူလို့ပဲတတ်မှတ်ပါလေလက်နဲ့မကင်ရင်တော့ပြည်သူလို့ပဲတတ်မှတ်ပါမင်းတို့ပါမင်းတို့ငါတို့ဝေဖန်ပဲဝေဖန်ပဲတိုက်ပဲတိုက်ခိုက်ခိုက်ကြိုက်တာပဲပြောပြောငါတို့စိတ်နဲ့ငါတို့ကတော့ဘာမှလုပ်မှာမဟုတ်ဘူးဒါပေမဲ့ဥပဒေတော့ရှိတာပေါ့ကွာအဲ့ဒါကတော့ဥပဒေပိုင်းဆိုင်ရာဒီအစိုးရပိုင်းဆိုင်ရာတွေသွားလိမ့်မယ်ဒီဥပဒေပိုင်းဆိုင်ရာငါတို့ဒီပြည်သူ့ကော်မတီတက်မတော်သားတွေအနေနဲ့ကတော့လက်နဲ့ ကင်ပြီးတော့မှငါတို့ပြောင်းမလဲသေးရင်ငါတို့ကရန်သူလို့မသက်မတတ်တော့ကြောင့်မို့မင်းတို့ဘာမှတော့လုံမှာမဟုတ်ဘူးဒါမဲ့ငါတို့မျက်နှာကိုတွေ့ရင်တော့မင်းတို့ရှက်ရှက်နေလိမ့်မယ်သိလားဟာနှစ်ခုနှစ်ဆက်ကြောင့်ကျူစုထားခဲ့တဲ့တက်မတော်ကြီးကိုအားကိုးယုံကြည်လိုက်တာအခုတော့သုံးနှစ်လေးနှစ်သားလေးရဲ့ခေါင်းခေါက်တာပိုင်ရတာခံနေရတယ်ဆိုပြီးတော့မင်းတို့ရှက်နေမှာဆိုတော့ငါပြောတာသိလားစကားတွေမကြုံနဲ့ငါတို့ဘက်ကိုလေသိလားမင်းတို့ဘက်ဘက်ကရှုံးတော့မှာကွာအဘဘကရှုံးတော့မှာမဟုတ်ဘဘကရှုံးနေပြီမင်းတို့ရိုင်းနေပြီပြိုဖို့ပဲကြံတော့တယ်ချိုမှာငါတို့ကလည်းသိလား ငါတို့ကလည်းစုဆောင်မယ်ဖြိုမယ်မင်းတို့လိုမျိုး190ကျိုစုခဲ့နော်နိုင်ငံတကာအချိတ်ဆက်ပြီးလက်နက်ဝယ်ခွင့်တာရခဲ့မင်းတို့ဆိုတာနှစ်နှစ်မခံဘူးသိလားမင်းတို့မင်းတို့မင်းတို့လိုမျိုးလက်နက်ကိုအကျွေးနဲ့ဝယ်လို့ရတာလို့နိုင်ငံတကာအချိတ်ဆက်ပြီးဝယ်လို့ရတာလို့စိတ်ယုံရှိတာလို့ဆိုရင်မင်းတို့နှစ်နှစ်မခံဘူးမင်းတို့အခု3နှစ်ထိခံနေသေးတယ်ဆိုတာသိလားအားလို့ရရလက်နဲ့ဆွဲကင်ပြီးတော့မှရှိတာနဲ့ဖြစ်အောင်လုပ်နေလို့မင်းတို့အနေနဲ့သုံးနေခံတာဒါတော့မင်းတို့တော်တော်တောင်းချဆိုင်နေကြလားမင်းတို့ view ဟာမူးတို့ဘာတို့ဖမ်းတဲ့ ် PDF တွေကလေဘိုသင်နဲ့တက်ဘူးတဲ့ကောင်တယောက်မှမတွေ့ဘူးငါငါလည်းမတွေ့ဘူး PDF ဘိုသင်နဲ့ရှိလားတော့မသိဘူးငါလည်းမတက်ဘူးကွာဟိုဒါမဲ့မင်းတို့ဖမ်းပြီးကောင်းကောင်းဆုံးမနေတာကြာမင်းတို့အဲ့ဒါနဲ့တည်းရှက်လို့လေးတော့လေးတော့မတိုက်သေးဘူးသိလားစောင့်ချုံပြီးငိုသင့်တာမင်းတို့ဘောမအုပ်စုလေတကယ်ကောဒါ290တက်မတော့ရာလင်းရင်နဲ့လင်းရင်နဲ့တော့အောက်တန်းသားလို့ချောင်းပြစ်တယ်သိလားဟိုထောင်လန်းကြီးကိုလိုက်ထောင်လန်းလိုက်ဒီထောင်လန်းကြီးကနေထောင်လန်းလိုက်ထောင်လန်းလို့ရောက်ရဲလင်းငိုင်းရှောက်ပြစ်လိုက်သိလား ဒီလိုအောက်တန်းသားလိုရောဘာလိုရောအမျိုးမျိုးလောက်တာတောင်မှမင်းတို့ရှက်ဖို့ကောင်းတယ်။အိမ်နေမီးရှို့လိုက်အိမ်နေမီးရှို့ကရိုးရိုးမရှို့အိမ်နေရဲ့ရှိတဲ့ပစ္စည်းတွေအကုန်ခိုးကားကြီးကားရဲ့ခိုးခိုးမင်းတို့တကယ်ခိုးတာမင်းတို့ဘယ်တော့မှမကြံခိုးတာခိုးပြီးတော့အိမ်နေကိုမီးရှို့မင်းတို့အခုကော့ဂရိတ်မှာမင်းတို့အာပြည်သူလူထုပြန်လာနေပါចောင်းဖွင့်ပါဘာညာ live ပေါ်မှာရှောက်လှော်နေအဲ lobby တွေဟာဆေးအုပ်စုကပြန်လဲကွန်ကရစ်ကိုစိုးမိုးနိုင်ပြီဆိုပြီးတော့မှလက်ခုပ်တွေတီးပြီးတော့အားရဝမ်းသာဖြစ်နေမြေပြင်မှာလာကြည့်ဦး ဒီပမာလည်းဘယ်ကြောင်းအောင်တက်မှာလဲဘယ်ကြောင်းကကြံသေးလို့လဲမင်းတို့မီးရှို့တာလေမင်းတို့60ခုပက်လက်မှာရှိတဲ့ကြောင်းတွေအကုန်လုံးကိုမင်းတို့ပြစ်ကွင်းဖော်ဖို့အတွက်မီးရှို့ဖြစ်တာလေမင်းတို့ငါတို့ကတ်လာမှာဆိုလို့ငါတို့ဝင်စီးမှာဆိုလို့မင်းအဲ့ဒီအိမ်60ခုတို့မင်းတို့ဒီတောင်ပေါ်ကျောင်းပက်ချလဲမှာရှိတဲ့ရက်ွက်ထဲကအိမ်တွေရောကျောင်းတွေရောအကုန်လုံးမင်းတို့မီးရှို့ဖြစ်တာလေငါတို့မှာဗီဒီယိုဖိုင်တွေသက်သေတွေရောအကုန်လုံးရှိတယ်မင်းတို့တာယာကွင်းတွေထည့်ပြီးတော့မင်းတို့မီးရှို့ခဲ့တာမင်းတို့အဲ့ဒါကိုကျောင်းခွင့်ဖို့လုပ်တယ်မင်းတို့ဘာကျောင်းခွင့်ဘာအုပ်ချုပ်ရေးတည်ဆောက်မှာ မင်းအုပ်ချုပ်ရေးယုံခွင့်လိုက်နှစ်ရက်ဆိုမင်းတို့အုပ်ချုပ်ရေးယုံပြိုပြီကြလားမင်းတို့မယုံရင်ဖွင့်ကြည့်လိုက်ကွန်ကရစ်မြို့မှာဆက်လက်ပြီးတော့မှအကျော်မျိုးမင်းကတက်လာပြီးတော့မှ290တောင်းလာရေးလို့နေတာမအောက်ခွေဘူးအခုမင်းတို့လက်နဲ့ချဖို့အခြေရုံနေပြီဆိုပြီးပြောနေတဲ့လူတတုံလေးကိုနောက်ဆက်ရအောင်ပြန်တော့လက်နဲ့ကင်ခေါင်းဆောင်တယ်အဲ့ဒီလူတွေအကုန်လုံးကနော်အဲ့ဒီလူတွေအကုန်လုံးကသူတို့ကိုသူတို့ပြင်ဆင်စားရအောင်မယ်သူတို့ရှောက်ခဲ့တဲ့လက်နှစ်ပေါင်း80ကျော်လာတယ် နှစ်ပေါင်း80ကျော်ကြာလာခဲ့ပြီအဖြေလည်းရှာမထွက်ဘူးအဲ့တော့သူတို့လျှောက်တယ်လဲမှားနေလားမှန်နေလားနှစ်ပေါင်း80ကျော်ကြာခဲ့ပြီဒါပေမဲ့သူတို့လျှောက်တယ်လဲမှားလားမှန်လားအဖြေလည်းရှာမထွက်ဘူးဆိုတော့နှစ်ပေါင်း80ကျော်ကြာအောင်အဖြေရှာမထွက်တဲ့လမ်းကိုသူတို့ဆက်လျှောက်နေတာသူတို့မှားနေတာလားဒါမှမဟုတ်ကျွန်တော်ပြည်သူတို့ကဝက်ကြွေးတွေကြီးနေရလားကျွန်တော်စဉ်းစားလို့မရဘူးအဲ့တော့သူတို့အကုန်လုံးနားလည်ဖို့လိုတာကတော့ကိုလျှောက်နေတဲ့လမ်းကနှစ်ပေါင်း80ကျော်ကြာတဲ့အထိအဖြေမထွက်သေးဘူးဆိုရင် တို့ကိုတို့ပြန်စမ်းသတင်တာကငါတို့လျှောက်တဲ့လမ်းမှားမှားမနေဘူးလားဆိုတော့ပြန်စမ်းစစ်ဖို့လိုမဟုတ်လားကျွန်တော်အဲ့လိုပဲကျွန်တော်နားလည်ပါတယ်အဲ့တော့တို့ကိုကျွန်တော်စောင့်ကြည့်ပါမယ်လက်နက်ကိုင်အဖွဲ့စည်းအနေနဲ့ရှင်းပြရင်တော့လျှောက်တဲ့လမ်းက290ကျော်လာကြာသွားတယ်အဖြေမတွေ့သေးဘူးဆိုရင်လမ်းပြောင်းလျှောက်ဖို့မစမ်းသာဘူးလားလမ်းပြောင်းမလျှောက်သင့်ဘူးလားနောက်ခု2025ကိုရောက်နေပြီ1948 48ခရက်ကစတာ2025ကိုရောက်ပြီ AI ခက်ကိုလည်းရောက်နေပြီဒီနေ့တချင်ဒီတနက်ကြီးထမ်းပြီးတော့လက်နက်ကိုင်ပုံကဒေါ်လာရင်းလမ်းစဉ်ကိုရွေးချယ်နေတော့မှာမြည်တွေအထိဆက်ပြီးတော့ တနက်ကြိုင်ပုံကန်းနဲ့သဘုံနေဖြစ်စီခြင်းလို့လားအဲ့ဒါကိုလက်နက်ကြိုင်ခေါ်တော့နေဒီချက်စဉ်းစားကြဖို့လိုပြီလို့ကျွန်တော်တိုက်တွန်းခြင်းတယ်ကျွန်တော်တို့လည်းခင်ဗျားတို့လက်နက်ကြိုင်ပြီးမယိုင်ရန်ကားနေတာကိုကျွန်တော်တို့လက်ခံခြင်းတော့မကြိုက်ဘူးလက်နက်ကြိုင်မယိုင်ရန်ကားပြီးစော်ကားခြင်းနဲ့စော်ကားပြည်သူလူထုပေါ်မှာနိုင်ခြင်းနဲ့နိုင်ခြင်းနဲ့ကျုပ်တို့လက်မခံနိုင်ပြည်သူတယောက်လည်းလက်မခံနိုင်ကျုပ်တို့မှာလည်းကျုပ်တို့ right ရှိတယ်ကျုပ်တို့ရဲ့ဘဝအနာဂတ်လည်းရှိတယ်အဲ့ဒါကိုလက်နက်ကြိုင်နဲ့ခင်ဗျားတို့လက်နက်ကြိုင်ဖွဲ့စည်းပြီးရေဆုံးဖြတ်ချက်ကိုကျွန်တော်လိုက်နာရမယ်ဆိုတာကတော့ခင်ဗျားတို့တွေလည်းတရားမလုံးလားလို့ပြန်စစ်သားဖို့တည်ပြီဒါကတော့လက်နက်ကြိုင်ဖွဲ့စည်းအားလုံးကိုညှိနှောင်းတာ ကဲနော်ဘောမတ်ကျော်မျိုးမင်းကိုပြောချင်တာတော့အဒီတွန်လာရေးလို့နေတဲ့2.9ခန်းခဏဘေးချထားလိုက်တော့အခုလိမ့်နေတာကာလာအတွင်းမှာမိုင်းတော်ဆက်ကစီကဘလောက်တုံမှာကြာရှုံနေပြီလဲဆိုတာမသိတယ်နော်အဲ့ဒါဘာဖြစ်လို့အဲ့လို opportunity ရောက်လာလဲဆိုရင်ပီတူလူတူရဲ့အပိတ်ကူညီမှုပီတူလူတူရဲ့ထောက်ခံမှုပီတူလူတူကမိုင်းတော်ကိုမလိုလောက်မှုတွေကြောင့်အခုလိမ့်နေအတွင်းမှာမိုင်းတော်စက်တာကဖျော်ဖျဲနဲ့မိုင်းတော်ဆက်ကစီကဘလောက်တုံမှာပြောင်းလဲဝပြီဆိုတာမင်းလည်းသိတယ်နော် ဒါကြောင့်သိအောင်မချုံပါနဲ့လို့ဘောမချုံမျိုးမင်းကိုမချင်ပါနဲ့နော်တက်လာပြီးတော့မဘောဟေကတက်လာပြီးတော့မသူဘဘမင်းအွန်လိုင်းကိုဘလို့တွေဖောက်အားလဲပြီးတော့မေဆုကိုသူဘလို့တွေစောကောင်းအားလဲဆိုတော့ကိုနောက်ဆရာအောင်ပြန်တော့လေကြီးရနေပြီးတော့မမဘာလို့တော့ဘောက်နေဟုတ်လားဘောက်တွေဖွင့်ပြီးတော့မလေကြီးရကျဲသွားတာရလို့မင်းတို့ယူနေပြီလားဟမ်ယူနေပြီလားလို့လေကြီးပေါ်မှာဘောက်ဖွင့်လို့ရလား ငါဒီတကလေရင်နဲ့သွားရင်ငါလေရင်ပေါ်မှာကောက်အောင်မဲ့ဘောက်ဖွင့်ပြီးတော့ငါဒီမှာငါရုပ်ကဘောက်ကလေးရှိတယ်။နော်အဲ့ဘောက်လေးနဲ့လေရင်ပေါ်ယူသွားပြီးမှငါလေရင်ပေါ်မှာကကြည့်အောင်မဲ့လေရင်ကပေးပွင့်လားပေးမပွင့်လားတော့ငါလည်းမသိဘူး။နော်လေရင်ကငါတို့လေရင်ပေါ်တက်တာနဲ့လူချင်းမရဲ့ဖုန်းတွေကိုနော် air fly မှုတင်ထားပါနော်ပြီးလို့ချင်းကပတ်တွေကိုပတ်ထားပါဘယ်နဲ့မင်းတို့ကြမှာကွာငါလို့မှလေရင်ကဘောက်တွေဖွင့်ပြီးတော့မှဘုံကျဲတယ်ဆိုတော့ဟာ မင်းတို့လို့စောက်ပွေးစောက်တုံးစောက်ဘောတွေအဒီပန်းရင်းတွေဗာမင်းတို့အခုအိုတိန်ကွင်းရွာတွေနဲ့ပတ်သက်ပြီးတော့ထုတ်တယ်တဲ့မင်းတို့အဲ့ဒီလူကလေးတွေတည်တဲ့ဟာကိုလည်းတရားမှလည်းမပြနိုင်ဘူးအဲ့ဒီကလေးတွေတည်တဲ့ဥစ္စာအတူလို့အတူကြီးအဲ့မှာကျောင်းသားတွေဝှေ့ပြီးတော့ဆောင်ကြီးတွေပတ်ပြီးတော့မှငိုတဲ့ငိုကငါတော့မပြောတတ်တော့ဘူးငိုတဲ့လူကရီရီတဲ့လူကငိုအဲ့လိုဖြစ်နေငိုတဲ့လူကငိုရီတဲ့လူကရီနေတာ နော်အဲ့တော့မင်းတို့နိုင်ငံတကာကိုအဘကကြောကြီးဦးမင်းအောင်လာရအခုရုရှားဆိုလဲအေးစေးဘီလာရုဆိုလဲအေးစေးအတို့နိုင်ငံတော်ရဲ့တမရဖြစ်မဲ့ခေါင်းဆောင်မဲဒီမှာပါတမရဖြစ်ပါပါနော်ရှင်ကြည်ပြင်းတယ်ဆိုတော့လက်ဆွဲနှုတ်ဆက်နော်တမတော်သားတွေဆိုတာခမားတို့ပြည်သူနဲ့ဒဇိတဲ့တဝမ်းနဲ့ပါခမားတို့ကတော့တမတော်သားတွေကိုဝလုံးချီတုပ်ပြီးရမ်းလို့စစ်ခွေးလို့ဘာလို့ညာလို့ပြောလို့ကျွန်တော်တို့တမတော်သားတွေကဓာရီကိုတော့ခွင့်လို့ပြီးတော့မ အမိန်တခုရဲ့အောက်ကနေခမားတို့ရဲ့ဒီကက်ကြီးသုံးပါးကိုကြော်လောနိုင်အောင်ရေပေးဟုတ်လားငလျင်ပေးမီးပေးအားလုံးပူပေါင်းပြီးတော့လှုပ်ပေးနေတဲ့တက်မတော်သားလေးတွေပါအဲ့တော့ခမားတို့ကစောက်မွေးရပါဉာဏ်ပညာအသိဉာဏ်ပညာမရှိတော့နော်သူများပါတဲ့ချီကကိုယ်ကောင်းနဲ့ရောက်ပြီးတော့စစ်ခွေးစစ်ခွေးလို့ပြောခဲ့တာတော့ကျွန်တော်တို့တက်မတော်သားတွေကမနာနိုင်ပဲနဲ့ခမားတို့ပြည်သူလူထုအတွက်အများကြီးပေးဆက်နေတာခမားတို့ကိုကျင်းစာရမယ့်အချက်တွေတက်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေအခုအနေဝဲပြီးတော့ရောက်နေတဲ့ဝန်ထမ်းတွေပေါ်မှာခဏတို့ကိုချင်းစာတင်နေကျုပ်တို့စစ်သားတွေကခဏတို့တို့ပတ်စံနေရတာမဟုတ်ရှေ့တန်းအကောင်တွေကတော်တယ်မှာဒါပေမဲ့ကျုပ်တို့စစ်သားတွေအခုခဏတို့စောက်ဖားတယ်မှာဤတော့နောက်တော့ဇက်တခုနေဖေဖော်ဝါရီတရားခင်းခြင်းကနေအခုချိန်ထိတိုင်းပြည်နေရအနေပြားမှာ၃နှစ်ရှိပြီ၄နှစ်ရှိပြီတာဝန်ထမ်းဆောင်နေရတာမိသားစုတွေကလေးတွေတောင်မမြင်ဘူးတော့ဘူး ခင်ဗျားတို့ဘလို့ကိုကြီးစာစိတ်တွေခင်ဗျားတို့ထားလာတယ်လူတွေပေါ်မှာဟမ်မိမေစပါမင်းတို့ PDF တွေတော်တယ်မှာ PDF မနေနဲ့လိုးနေတာသိလားတိုင်းပြည်ကဝန်နဲ့တက်တော်သားရဲ့မိသားစုကနောက်တန်းကျန်ပြီးတော့ဟိုကောင်တွေရဲ့ရှေ့တန်းမှာတော်ဟုတ်လားရှေ့တန်းကနေပြန်မလာရတဲ့စစ်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေအများကြီးရှိတယ်မင်းတို့တိုင်းပြည်ကိုကာကွယ်နေရလားဖျက်ဆီးနေတာလားမင်းတို့ NUG ဖာသမအစိုးရနဲ့စုကြည်သားသမီးအားလုံးက တာပေါင်းညာသားတွေခွက်ခေါက်တွေနော်နော်အကျိုးမြတ်ကိုကြည့်တဲ့လူတွေမင်းတို့ဝယ်လေအခုဒေါ်စုတည်အိမ်လေးလံပြစ်နေတယ်ငါတို့အမေစုအိမ်ကြီးငါတို့ပိုင်ခြင်းနဲ့ဆိုပြီးတော့ဝယ်ပြစမ်းပါဝယ်ပြစမ်းပါဝယ်ရလားတရားဝင်လေးလံတင်ထားလားမင်းတို့အမေစုကိုချစ်တယ်ဆိုမြန်မာနိုင်ငံမှာမင်းတို့အမေစုကိုမင်းတို့အရန်ချစ်ပါလေဆိုတဲ့ကောင်းနေဘယ်မှာလဲအခုဘာလို့မဝယ်ရတာလဲ 阿梅祖系用岭南点样啦？哈、啊？喂你喂嘢啦！哈哈哈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 ！点解冇人喂你？好啦，系、欸、啦，阿梅祖系黐牙啦！哈哈哈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 ！嗱，罗曼尼杯呢，依家呢，黐杯呢，嗱，对面新加坡梅祖，哎，好。 ပါတယ်ဟာလို့ဟိုဘကိုးတိုင်းဝင်ကြည့်ရတယ်ဟေးဟိုဘာမှမသိတဲ့ပြည်သူလေးတွေကိုဂျင်းတယ်လားလက်ကုတ်စင်ကူးကြောင်မဲ့လက်ကုတ်တီးရသေးတယ်ဟောကျမအစိုးရပြင်ဘယ်နိုင်ငံသားသားမှအာမကိုပါဘူးဆိုလဲဒုံမေစုဟာပါလေဟာပအုံနောက်ကိုမရှိတာနော်နော်မွေးရပါအသိဉာဏ်ပညာမရှိတဲ့ဟာတွေခြိပရိတ်တွေနော်ဝဲလေဝဲရဲ့ဝဲတရားဝင်ဥပဒေတရားဥပဒေနဲ့မှလောက်တာတော့ဝဲဥအောင်ဆန်းမသေးသေးဘူးမှရှိတယ် ဝယ်ကန်ဆိုးပါလေအဲ့ပြောရအောင်နော်အဲ့ online ကိုဖာပြီးတော့မှမေဆုကိုစွန်ကားနေတဲ့အန်တီဘောဟေးကိုကျွန်တော်ရဲ့ viewer တွေဖာပြောချင်တယ်ဗျ comment လေးရေးပေးခဲ့ပါဦးဗျာနော်နောက်ဆုံး video file နေနဲ့ဘောမတွေအရင်ချစ်ကျူးနေတဲ့အရာတော်ပါတယ်ဆိုတဲ့မင်း online က pressure တတမန်နဲ့အတွေးမှာမြန်မာလူကြီးထပ်ပြောနေတဲ့ရုပ်တန်လေးကိုနောက်စကြည့်ရအောင်ဗျာနော်ဥစ္စာကျွန်တော်တော်တော်လေးတော့မှ share မိပါတယ်ဗျာနော် ရုရှားတာတမန်ကိုမေမော်လိုဂျီထိုက်ပြောနေတာနော်ဘယ်တော့မှဆိုရှယ်မရှိဘူးလဲဆိုတော့အဲ့ဒီဗီဒီယိုဖိုင်ကိုတော့ချက်လောက်ကြည့်လိုက်ပါဦးဗျရုရှားနဲ့ပြမပူပေါင်းဆောင်မှုနယ်ပယ်တော့ကျေပြန့်နေဗျအဲခင်ဗျာခုနပြောလို့ကာကွယ်ကဏ္ဍတွေမကောက်ဘူးအဲကျွန်တော်တို့သိပ္ပံနဲ့ဤပညာအဲနောက်တော့ကစီဝါရေးအဲနောက်တော့ဥပဒေပဲဆိုင်ရာနောက်ပညာရေးကျန်းမာရေးဒီနယ်ပယ်တွေအများကြီးရှိပါတယ်ဆွေးနွေးတဲ့ကိစ္စလည်းရှိပါတယ်ကျွန်တော်ပြီးခဲ့တဲ့မတ်လခီစင်မှာလာတဲ့အချိန်တုန်းကအဲကျွန်တော်နျူကလ িয়ার နဲ့ပတ်သက်တဲ့ဒါဘေးစိုင်းဥတီစာရေးကိစ္စတွေ နောက်တော့ရေနံစေကံတိဆောင်ရေးကိစ္စရနော်ကံလုံးရေနံနဲ့တံခွေထုတ်လို့ရရင်းနှီးမြှုပ်နှံမဲ့ကိစ္စတွေဒါတွေဆွေးနွေးနိုင်ကြတာတွေရှိတယ်အဲဒါသဘောတူတာလည်းရှိပါတယ်လုံနေတာလည်းရှိပါတယ်ဆက်လက်ပြီးလောမဲ့နယ်ပယ်တွေလည်းများစွာရှိပါသေးတယ်လို့ကျွန်တော်ပြောချင်တယ်ဟိုဗီရိကန်နီကနေနေတော့ငလင်းနဲ့ပတ်သက်ပြီးတော့ကိုကြီးမပေးတော့မဟုတ်သူကတော့ကိုကြီးပေးမယ်ဆိုပြီးတော့ဒေါ်လာ9000သန်းပေးမယ်လို့ကြေညာခဲ့တာရှိတယ်ဘလူးပေးမလို့တော့ကျွန်တော်တို့မသိဘူးပေါ့လေကုဒသမကတဆင်ပေးမလားဒါမှမဟုတ်လို့ကျအာဟာစင်တာတွေ တဆင်ပြေးမလာမသိဘူးပြေးမှုတော့ကျင်ညာထားတော့ရှိပါတယ်အဲ့အမေရိကန်နဲ့ကကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့လေဟိုတိတ်တော့ကြီးကြီးမားမားမရှိဘူးအဲ2017ခုနှစ်ကနေပြီးတော့2025တိအဲကျွန်တော်တို့ဒေါ်လာ1900လောက်ဘူးပဲကျွန်တော်တို့ကုန်သွယ်မှုရှိတယ်ဒီနေ့ကိုဒေါ်လာ1800ကျော်လောက်ကုန်သွယ်မှုရှိတယ်လို့ပြောရပါလိမ့်မယ်တချို့နေနေပါလေကျွန်တော်တို့ကပို့တာတွေများလို့ချွေးတွေမှာလေအမေရိကန်ပဲကပို့တာတွေများတယ်အဲသူတို့အခွန်ကောက်တာတော့ကျွန်တော်တို့နိုင်ငံလည်းမဟုတ်ဘူးလေတခြား ိုသူတို့ရဲ့မြေဆွေနိုင်ငံတွေလည်းတချို့တည်းကော့ပရာလေးရှိတယ်တရုတ်နိုင်ငံပေါ်တော်တော်လေးကော့ပရာရှိတာပေါ့လေအဲ့တော့ကျွန်တော်တို့ဖုန်ဘုဇာနိုင်ငံတစ်ခုတင်မှာတော့အခုကော့တာတော့အခုတို့ကော့တာတော့မလုတ်တင်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်အဲသူတို့သူတို့ဘက်ကတော့ကွန်တွေးလူမှုတွေပြတို့တခြားနိုင်ငံတွေအပါအဝင်ပေါ့လေအခုနေတို့ကော့တယ်လို့သိရပါတယ်မမတော့မကောက်တင်ဘူးလို့ကျွန်တော်တို့ယူဆတယ်။ဒါကြောင့်ကောက်လေတော့ကျွန်တော်တို့လည်းဟိုအသေးစိတ်ပြန်ပြီးစဉ်းစားဖို့တော့လိုတာပေါ့။ ဒါကျွန်တော်တို့ဖက်စစ်နာဇီတွေပေါ်မှာအဲဆိုဗီယက်ပြည်တော်စုရဲ့မှာရှိတဲ့ပြည်သူပြည်သားတွေကနေပြီးတော့တိုက်ထုတ်အောင်မြင်ခဲ့တဲ့အောင်ပွဲကိုအဲအတိမအထိမ်မှတုတ်တဲ့ဟာပွဲတော်ပွဲပေါ့ဒါတော်တော်လေးကိုကိုယ်လေးနဲ့တဲ့ပွဲတော်ပွဲလို့ကျွန်တော်တို့ပြောရနေတာပေါ့ဒီလိုပဲမြန်မာနိုင်ငံမှာလည်းအဲဖက်စစ်ဂျပန်တွေသူတို့နဲ့ဝင်ရတာဒီဖက်စစ်နာဇီတွေဂျာမနီနဲ့တုတ်ဆူတဲ့ဖြစ်တဲ့ဖက်စစ်ဂျပန်တွေရဲ့တောင်းလဲကျွန်တော်တို့ခံခဲ့တော့ကျွန်တော်ပြန်တိုက်ခဲ့ရတဲ့ တမိုက်ဖြစ်ရရှိတယ်အတူတူကာလအတူတူပဲဖြစ်ခဲ့တာပေါ့အဲ့ဒါကတော့လွတ်လပ်ရေးကိုတိုင်းပြည်အချို့ချအာနာဒီတက်ခံမြေဖို့တဲ့လို့တဲ့အဲ့တက်ခံမှုတစ်ခုပါပဲဒါကြောင့်ဒါအိမ်မှာတန်ဖိုးရှိတဲ့တိုက်တိုက်ပွဲတစ်ခုလို့ကျွန်တော်တို့တက်ခံမှုလို့ကျွန်တော်ပြောလို့ပဲတော့ဒီတက်ခိုက်တဲ့ကံမှာလဲဆိုပြက်နဲ့ရုရှားပြည်သူ26တန်နေတဲ့ချောင်းနဲ့အသက်ပြီးပြီးတိုက်ခဲ့တာရှိတယ်။အဲဒါကမ္ဘာစစ်မှာတော့ဒါတေးပြောက်အများဆုံးဆွန့်နှုတ်ဆွန်စားတော့တိုက်ခဲ့တဲ့တိုက်ပွဲတစ်ခုကတော့ဟောကုန်းထိုးတဲ့ဖြစ်စဉ်တစ်ခုတော့ကျွန်တော်ပြောချင်တယ်ဗျ။ ။တမိုင်းဆိုတော့လင်းလို့မရဘူး၊ဖုံးလို့လည်းမရဘူး။တမိုင်းအရှိတိုင်းပဲဖြစ်ရမှာ။အဲဖက်စစ်နာဇီဒီရဲ့လှုပ်ဆောင်ချက်ကိုလည်းဖုံးလို့မရလို့ပဲ။ဆူဗီယက်ပြည်တော်စုရဲ့ဖက်စစ်ဒီကိုပြန်တိုက်ခဲ့တဲ့တမိုင်းကိုလည်းဖုံးလို့မရဘူး။အပြင်းလို့လည်းမရဘူး။တမိုင်းအတမိုင်းနဲ့အကုန်လုံးရှိရမှာ။အဲဒါဘလို့မှညင်းလို့လည်းမရပါဘူး။ဟိုစစ်ဆိုတာကမဖြစ်တာအကောင်းဆုံးပဲ။ပြိတိပကဆိုတာလေကောင်းမှုကိုပြန်လေဖြည့်ရှင်းနေတဲ့ညီလာနဲ့တော့တာ ညီနဲ့တေရှင်းနဲ့နေလာသွားတာအကောင်းဆုံးပဲကျွန်တော်တော့အာဘိထဘုံကိုဘလို့တင်မလို့ကျွန်တော်ယူဆပါတယ်အညီနိုင်မှာဘာကြောင့်ဖြစ်တာလဲပဿနာဘာကြောင့်ဖြစ်တာလဲပဿနာဖြစ်လာတဲ့အကြောင်းရင်းကိုကျွန်တော်ပြန်ရှာမှာတမိုင်းမှာရှိခဲ့တယ်တွင်ခဲ့တဲ့ဆက်သရီတစ်ခုနှစ်ခုပြန်မှာဖြစ်ခဲ့တဲ့အခြေအနေကြီးလာလို့ရှိရင်ဘာကြောင့်ယူကရိန်းနဲ့ဘာသာပြဿနာဖြစ်လာလဲဆိုတာအဖြစ်ရှိနေပါတယ်ဒါကိုအဖြစ်မှန်တိုင်းကြည့်ပြီးတော့မှဆောင်ရမယ်ဆိုရင်ဒီပြဿနာဖြစ်ရှိနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးဘူဟာကတော့လွတ်လပ်ပြီးတက်ကြတဲ့နိုင်ငံခြားရေးဘူဟာကတော့ကျင့်သုံးတော့ နိုင်ငံအားလုံးနဲ့မမှုပြပဆက်ဆက်ရေးကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်။အမေရိကန်နိုင်ငံနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမြို့ဆွေနိုင်ငံတစ်ခုပါပဲ။သို့တည်းလည်းတရုတ်နိုင်ငံကတော့ကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံတဲမှာလည်းဖြစ်တယ်လို့အိန္ဒိယချင်းနိုင်ငံတဲမှာလည်းအဲမဟာမြော်မြောက်ပြိပက်နိုင်ငံဖြစ်တယ်။အစိုးပေါ့ကနိုင်ငံဖြစ်တယ်။တော့သူများနိုင်ငံတွေလည်းပို့ထူးခြားတဲ့ဆက်ဆံရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတော့ကျွန်တော်တို့အနေနဲ့တော့ဒီနိုင်ငံလုံးနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးပြောင်းအထူးထူးဆက်ဆံတော့ဖို့တော့ကျွန်တော်တို့ရှိပါလိမ့်မယ်။ ဆိုရင်တော့အမှန်ပဲဘာမှလည်းမဆိုင်ဘူးလေဒီဒီရှေ့အာရှ facility data နဲ့နေတူတာဘာမှတော့မဆိုင်ပါဘူးဟုတ်ကဲ့ကျွန်တော်တို့ဆိုရင်ပါလေဘာမှလည်းမဆိုင်ဘူးလို့ကျွန်တော်ပြောချင်တယ်ရေတော့ unipolar နဲ့ဒီ American ဒီနောက်အုပ်စုကနေပြီး unipolar နဲ့ကဘာကြီးကိုထိန်းချုပ်လာခဲ့တော့တော့ကြတော့ bipolar ဖြစ်လာတယ်ဘာဘုရားတခါထပ်ပြီးတော့ unipolar ပြန်ဖြစ်သွားတယ်ဒါတော့ငါအာတာပါတော့ဒါမှမဟုတ် ဒီဘက်ခေတ်ကကြတော့အဲဆရာတို့ရုရှားနိုင်ငံရဲ့တရုတ်နိုင်ငံအိန္ဒိယနိုင်ငံတို့ကစီးရောက်တော့လောကစီးပွားရောက်တော့လောကတိတ်ပန်တဲ့နည်းပညာတော့လောကတော်တော်ကြီးတို့ထွက်တာတော့ထွက်တာတော့ဒါမာဒီပိုလာအဲတို့သဘောတွေကျွန်တော်တို့ဖြစ်လာဒါတော့ဖြစ်တဲ့နေကိစ္စတခုပဲကဘာကြီးကိုပြောင်းလာနေပြီးတော့ကင်ပြီးတော့မှလှုပ်ရတာမျိုးကတော့ဘလူးမှာမဖြစ်တဲ့ဘူးကျွန်တော်တို့သူဒီပြင်ဖွံ့ဖြိုးတဲ့နိုင်ငံတွေဒီတန်ကိုတော်တော်လေးခံကြရပါတယ်။ဒါကြောင့်ကျွန်တော်တို့ကတော့မာဒီပိုလာစနစ်ကိုတွားတာတော့အကောင်းဆုံးပဲ။ ဲကဘာကြီးမှာရှိနေတဲ့အကြောင်းချင်ရတယ်ညှောက်ဝေခံစားရတာတော့အကောင်ဆုံးမြတ်မတ္တတာဆောင်းဝဲတာလေအကောင်ဆုံးညှောက်ဝေခံစားရလေအကောင်ဆုံးမြတ်မတ္တဖြစ်လို့ဒါအခုပိဋကတ်ကဖြစ်လာတော့ဒါကြောင့်ပဋိပက္ခကမပြောင်းသလိုရှိရင်မာတီပိုလာစနစ်ကတော့အကောင်ဆုံးဖြစ်တယ်ဆိုကျွန်တော်ယူဆပါတယ်အပြာတော့ဒါကတော့ရုရှားပထမနဲ့တွေ့မှာမရောက်လိုက်တဲ့ပြီးတော့မြန်မာလူကြီးထပ်ပြောရတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်ပြာနော်အင်္ဂလိပ်လိုတခေါမှတော့မပြောဘဲနဲ့မြန်မာလူကြီးထပ်ပြောရတဲ့ ဘောမသူရဲ့ဖအေးမဲအွန်လိုင်းရဲ့ရင်းချင်းကတော့တကယ်ကိုမလေးစားဖို့ကောင်းနေပါပြီနော်။ okay ကျွန်တော်ရဒီကနေ့တနေ့ဗီဒီယိုဖိုင်လေးတွေကတော့တပတ်ပါပဲနော်ကျွန်တော်ရဗီဒီယိုကိုအစကနေအဆုံးထိကြည့်ရှုပေးတဲ့သူတွေရှိစတဲ့ကိုလည်းထူးဝကျေးဇူးတင်ရှိပါတယ်ဗျာနော်အားလုံးပဲနော်ဗီဒီယိုပေါ်မှာတနေ့ပြီးတော့မှဆုံးဖြတ်ကြမှာဗျာနော်ဘိုင်